အာကျွန်တော်တို့တေဆုံးပြီးတော့မပြီးသွားတကယ်တော့ကျွန်တော်တို့တေပြီးရင်ကျွန်တော်တို့ကိုစီရင်မဲ့ကရှိတယ်ကျွန်တော်ကဒီတိုင်းစီရင်ကြီးကင်းမဲ့နေတဲ့လူမဟုတ်ဘူးကျွန်တော်တို့ကိုစီရင်မှာတေချာဖို့ဖြစ်ရဲကျန်းစာကဘာဖြစ်ဆိုရင်ခရစ်တော်ကစီရင်မဲ့ကျွန်တော်ကျွန်တော်ကနှမျိုးပဲရှိတယ်တမျိုးကကောင်းတဲ့ဒုက္ခဘုံ ကောင်းရာကိုခံစားပြီးတော့ vartheta အသက်ရှင်ခြင်းဘယ်တော့မှမသိဆုံးတဲ့ vartheta အသက်ရှင်ခြင်းနဲ့အတူကောင်းရင်အသက်မြည်ကြီးတဲ့မှာခံစားဆိုးဆန့်ခြင်းနောက်တစ်ခုကအပယ်ငရဲမှာနေပြီးတော့ဒုက္ခပူလောင်ခြင်းဝေဒနာကိုခံစားစီရင်ခြင်းနောက်ခုရှိကျွန်တော်တို့ဒီဘယံပရာဆိုရေဂျနယ်လင်းမျိုးရှင်တဲ့မျိုးရောက်ချင်တဲ့နေရာရောက်မှာမဟုတ်ဘူးတေချာတဲ့ system medic ထဲမှာတွားမှာ နှစ်လမ်းပဲရှိတယ်။ဘာကြောင့်ဖျားခင်အားလုံးကိုလုပ်တဲ့မှာ system method ကြအစည်းအစနစ်ကြကဘာနဲ့ကဘာမြေကြီးနဲ့စက်ကြောင်ရာကိုဖန်ဆင်းတာတော့မှအင်မတန်စည်းစနစ်ကြလို့ဖန်ဆင်းခဲ့တဲ့ဖျားဖြစ်။ဒါမို့ကျွန်တော်တို့ကနှစ်ခုစီရင်ထားမှဖြစ်တယ်။ဒါမို့ငရေကသူ့အလိုလိုဖြစ်လာတာမဟုတ်ဘူး။ထရဖျားခင်ကစီရင်ထားတာ။မာရဏနိုင်ငံငရဲမာရဏနိုင်ငံကဖျားတခင်ကဖန်ဆင်းထားတယ် အဲအပြစ်ပေးမဲ့သူတွေကိုလည်းဖန်ဆင်းထားတာအပြစ်ပေးတဲ့အဲငရဲမှာကြမဲ့သူကိုအပြစ်ပေးမဲ့သူတွေထားဖျားကြဖန်ဆင်းထားတာငရဲမှာအဒီဒုက္ခဝေဒနာကိုခံစားတဲ့လူကိုအပြစ်တန်ပေးမဲ့သူကသူ့လိုလိုမဖြစ်လာဘူးကြာဖန်ဆင်းတဲ့လူရှိသူကထားရဖျားဖြစ်ဘာကြောင့်ဖန်ဆင်းငကူဖန်ဆင်းတာကိုကျွန်တော်တို့လူသားအတွက်မဟုတ်ခဲ့ဘူးငကူဖန်ဆင်းတာကတော့ခရီးအကင်ကိုပုံကံလောရတဲ့ လူစီဖာနဲ့သူ့ရဲ့နောက်လိုက်တွေအတွက်ပေးမဲ့နေရပါဒါမဲ့အဲလူစီဖာကကျွန်တော်တို့လူတဟားတွေကိုမနာလိုတယ်ဖယားခင်အရန်ချစ်တဲ့လူကိုမနာလိုတဲ့အခါမှာသူကဒီစัจ java ရာကိုနေချရင်ခံရတာဒီစัจ java ရာမောင်မိုက်ထဲမှာသူကဖယားခင်ဖယားခင်ကဘာလို့တတိယကောင်းတွေပေါ်မှာစိုးစံဆိုတော့အောက်ဆိုရဒီစัจ java ရာကိုနေချရင်ခံမှာစัจ java ရာမှာလွတ်လပ်လာမှာဆိုလွတ်မျောနေပြီးတော့နေထိုင်တာပေါ့ဗျာ အဲအဲစစ်ကြောင်ရမှာမှာကဘာနဲ့လူကိုဖန်ဆင်းတဲ့ခါမှာအဖျားရဲ့လူကိုချစ်တဲ့ခါမှာလူသားတွေကိုသူနဲ့အတူလို့ကြဆင်းဖို့လဲဆွဲဆောင်နေမှာလူကပါသွားတာပေါ့အဲဆိုအဲလူကနောက်ဆုံးစာရမစီမဲ့ငရဲမှာစီမဲ့ထဲမှာထည့်လိုက်တာသူနတ်လန်းမရှိတလန်းကထာဝရငရဲတလန်းကထာဝရအသက်ဖြစ်သူဆိုအဲထာဝရအသက်ကိုဘယ်လိုရယူမှာ အရေးကြီးပါကျွန်တော်တို့အစီအမံအမြင့်ဆုံးတော့ဖခင်အကောင်းမြတ်ဆုံးတော့ဖခင်ဖခင်ဖြစ်တယ်။ဒါပေမဲ့အဲ့ထာရအသက်ခရစ်တော်စီမံအပြစ်ချင်းနေကင်းလွတ်ဖို့အတွက်ကျွန်တော်တို့မှာတစ်ခုရှိအဲ့ဒါဆိုရင်ရှင်ယောဟန်အခန်းကြီး7ခုအခန်းငယ်3မှာပြဒါပါထာရအသက်ဖူမူကတဲ့ဘာလဲဆိုရင်ထာရအသက်ကဘာဆိုလဲဘာလဲဆိုရင်ထာရအသက်ကဘလို့အတိတ်ပဲဖွင့်မလဲ ထာဝရအသက်လို့ပြောတဲ့ဟာဘာလဲဆိုရင်မန်တော်ဖရာသခင်တဆူဒီဖြစ်တော်မူတော့ကိုတော်ကို၎င်းနဲ့မန်တော်ဖရာစစ်မှန်တဲ့ဖရာတဆူဒီတော်ဖရာဖြစ်တဲ့ထာဝရဖရာကဘာမှလူတွေကဘလို့ပဲပြပြဘလို့ပဲပြပြဘာတွေပြပြကဘာတစ်ခုလုံးမှာစစ်မှန်တဲ့ဖရာထာဝရဖရာတဆူဒီတော်ဖရာတစ်ခုပဲရှိတယ် ဲ့ဟာကအမြင့်ဆုံးသောကောင်းကင်ဘုရားအရှင်ကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့အနန္တကတကုံးနဲ့ပြည့်စုံတဲ့ထာဝရဘုရားတခင်သူကမန်တော်ဘုရားသစုတော်ဘုရားသူ့ကိုတော့တိကျွန်းယုံကြည်ရမယ်နောက်ကပါဆိုရင်သူစေလွတ်တော်မူတဲ့ယေရှုခရစ်တော်ကို၎င်းတိကျွန်းရမယ်နမတတိယမှာကသင်ဟာကဘာပေါ်မှာအသက်ရှင်နေရင်စစ်မှန်တဲ့ မန်နဲ့ဖျားဖြစ်တဲ့အသက်ရှင်တဲ့အရာခက်လို့ကိုဖန်ဆင်းတဲ့တိကျွမ်းတဲ့တတ်ဆွမ်းတဲ့ထာဝရဖျားတခင်ကိုတော့နံပါတ်1တိကျွမ်းနံပါတ်2ကပါဆိုအဖျားတခင်ကဆေလုတ်ခဲ့တဲ့ယေရှုခရစ်တော်ဖျားတခင်ကိုပြန်တိကျွမ်းရမယ်သူတိကျွမ်းနေသာပါလေဆိုရင်ယင်းကြီးကြောင်းဝင်ခြင်းတယောက်နဲ့တယောက်တိကျွမ်းခြင်းလို့ပြောတာဖြစ် ထာဝရဘုရားသခင်ရှိတယ်လေဆိုတော့ကြားဘူးယုံတော့သိတာမဟုတ်ကြားတာတော့ကျွန်တော်တစုံတယောက်ပြောလိုက်ရင်ကျွန်တော်တို့ကြားမှာပဲ knowledge ရလာတယ်ဘာ information ရလာတယ်အဲ့လိုမဟုတ်ပဲကွာ knowing တယောက်တယောက်သိတာနောက် crypto လည်း knowing သိကြွလာကျွန်တော်တို့တစုံတယောက်ကစကားပြောလို့ကျွန်တော်တို့ကဟိုအကြောင်းအရာတစ်ခုပြောပြတဲ့ခါမှာကျွန်တော်ဒီအကြောင်းအရာက အခုမှသိတယ်ဆိုရင်အိုကေ yet i see မသိဘူးကျွန်တော်တို့ဒီကြောင့်သိမိသားကိုလာပြောရင် yes i know ကျွန်တော်သိခဲ့သိနေပြီဒါအခုကခရစ်တိုနဲ့ထားဖျားလေးသိဂျွန်းသွားတာယဉ်နီးသွားတာဆက်ဆံရေးရှိသွားတာတရားနဲ့ကြောင့် relationship ဖြစ်သွားပြီအဲ့ချိန်ကျကျွန်တော်သာရအသက်ရလာပြီ Home, come home. Come the night was young, he packed his bags to go. Oh, Left the note right. on top of the table, illustrating his faults. So it seemed like every time that he took a right, it was wrong. It's harder.